မန္တလေးကကြောင်ဝိုင်းနဲ့ရွှေဆိုင်ပိုင်ရှင်သားကိုရေးစားတော်ထားတဲ့ယုံယုံပရိသတ်များလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ Sell Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။မြန်မာပြည်ရဲ့ကလေးသရုပ်ဆောင်လို့ပြောလိုက်ရင်အရင်ဆုံးပြင်းမြင်ကြတဲ့သူကတော့ယုံယုံပဲဖြစ်ပါတယ်။ကလေးရွယ်ကလေးကအနုပညာပါရမီပြည့်ဝတဲ့သူမှကဇက်ကားပေါင်းထောင်ချီရိုက်ကူးခဲ့ရတဲ့သူပဲဖြစ်ပါတယ်။နာမည်ကြီးမင်းသားမင်းသမီးပေါင်းများစွာနဲ့လက်ပေါ်တတိသရုပ်ဆောင်ခဲ့ရပြီးတော့ခေတ်သစ်ကလေးသရုပ်ဆောင်တွေကြားမှာအကယ်ဒမီဆုကိုရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။ လေးတယောက်ဆောင်ပေါင်းများစွာရှိခဲ့ပေမဲ့လည်းအကြာကလေးတယောက်ဆောင်တွေထပ်ပို့ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်ထိအနုပညာအလုပ်တွေကိုလုပ်ခဲ့ပြီးတော့အတန်းကြီးတဲ့အချိန်မှသာအနုပညာအလုပ်ကိုရည်နာခဲ့ရပဲဖြစ်ပါတယ်။အရင်နောက်မှာတော့အနုပညာလောကတွေကိုပြန်ဝင်ခဲ့ပေမဲ့ရခင်လောကကလည်းထင်သလောက်မအောင်မြင်တော့ဘဲနဲ့နာမည်မေးမိန်လာခဲ့ရပဲဖြစ်ပါတယ်။ရုံရုံကသူမရဲ့ချစ်ဖို့ကောင်းတဲ့အပြုံးနဲ့သပင်ရှည်တာကအမှတ်သားဖြစ်ပြီးတော့တရုတ်ဆက်တဲ့မျက်နှာပေါက်လေးကလူကြိုက်များတာပဲဖြစ်ပါ ါတယ်။သူမကအနုပညာလောကတွေကိုပြန်ဝင်လာတဲ့ချိန်မှာရခင်နဲ့မတူတဲ့ထုံတန်းတွေပြောင်းလဲနေခဲ့ပြီဖြစ်တဲ့အတွက်သူမအနေနဲ့အရင်ကလောက်နေရာမရတော့ဘဲနဲ့တချင်းတွေနဲ့အခြားဇလန်းတို့တွေမှသာရိုက်ကူးနေခဲ့ရတာဖြစ်ပါတယ်။အခုချိန်မှာတော့ရွံ့ရွံ့ကသူမရဲ့အရေးစားကိုလူသိရှင်ကြားတွဲပြနေပြီပဲဖြစ်ပါတယ်။ရွံ့ရွံ့ကကလေးတယောက်ဆောင်ဖြစ်ခဲ့မှုတွေအတွက်အများရဲ့အမြင်မှာအမြဲတမ်းကလေးအဖြစ်သာမြင်နေတတ်တာဖြစ်ပါတယ်။ ဒါကြောင့်သမားရဲ့အခြေအေးကိုပြည်သက်တွေကအမြဲတမ်းစိတ်ဝင်စားခဲ့ပြီးတော့စူးစမ်းနေခဲ့ကြတာပဲဖြစ်ပါတယ်။ဂျာလက်ကနှစ်ကာလတွေမှာလည်းတရုတ်ဆောင်စီသူဝင်းနဲ့ပတ်သက်တဲ့ကောလာဟလလိုလိုအတီလိုလိုပုံစံမျိုးတွေမဖွဲမရအတန်ဖိုင်းတွေနဲ့လူထုကြားမှာပေါက်ကြားခဲ့ပါသေးတယ်။ဒါကြောင့်မလို့ပဲသမားရဲ့အခြေအေးနဲ့ပတ်သက်ပြီးတော့အဲ့ဒီအချိန်ကလေးကနှုတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။အခုတခါမှာတော့သမားရဲ့ရည်စားကိုမီဒီယာတွေနဲ့တောင်မဖော်ထုတ်သေးပေမယ့်အားလုံးသိအောင်တွဲနေကြပြီပဲဖြစ်ပါတယ်။ရွရွရဲ့ရည်စားဖြစ်သူကအနုပညာလောကတွေက ာသူတယောက်ဖြစ်ပြီးမန္တလေးမြို့ကရွှေဆိုင်ဖြစ်တဲ့ရွှေနဂါးရွှေဆိုင်ရဲ့သားတယောက်ဖြစ်တာပဲဖြစ်ပါတယ်။ကြောက်ဝိုင်းတွေမှာလည်းအမြဲတွေ့ရပြီးရတနာရောင်းဝယ်ရေးလုပ်နေတဲ့တထေသားတယောက်ပဲဖြစ်ပါတယ်။အဆိုတော်လေးလုပ်ပြီးတော့နာမည်ကတန့်စင်လို့ခေါ်တာဖြစ်ပါတယ်။ပရိသတ်တွေကတော့စီသူဝင်းထက်တာတဲ့ယောက်ျားကိုရှာနိုင်ခဲ့တယ်လို့ဆိုကြပေမဲ့အဲ့ဒီသူကတကယ်လက်တွေ့မှာတော့အကျင့်မကောင်းမှုလို့တီးပူတဲ့သူတွေကပြောနေကြတာဖြစ်ပါတယ်။ရုံရုံအနေနဲ့ကလေးတော်ကအခြေခံခဲ့ရသလောက်အခုလူကြီးဖြစ်မှအခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ဇပမွေးစူးစရာကိုခံနေရတာဖြစ်ပါတယ်။ကြောက်ဝိုင်းတွေမှာတွေ့ရတတ်တဲ့တတိဖြစ်ပေမဲ့လည်းလက်တွေမှာမောက်မာပြီးတော့လူကိုလူလိုမထင်တဲ့သူလိုလူအများကတော့အဲ့ဒီလူရဲ့သတင်းတွေကိုပြောနေကြတာဖြစ်ပါတယ်။ ယွန်းယွန်းနဲ့တွဲနေလို့တွေ့ရတဲ့ဗီဒီယိုတွေထဲမှာလည်းအသားယူလို့နဲ့ပုံတွေတွေ့ရတဲ့အတွက်ယွန်းယွန်းဘက်ကနေပြီးတော့ပြည်သက်တွေကတော့စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။အစင်းမတားရင်တောင်းချမ်းသာတဲ့အတွက်ယွန်းယွန်းရဲ့လက်ရှိရေးစားကုန်အားကျနေကြတဲ့သူတွေလည်းရှိပါတယ်။အခုလိုမျိုးလူသိရှင်ကြားတွဲနေပြီးဖြစ်တဲ့အတွက်ယွန်းယွန်းရဲ့နောက်ထပ်တက်မဲ့အဆင့်တွေကိုလည်းမျှော်လင့်နေကြပြီဖြစ်ပါတယ်။အသက်25လရောက်လာပြီဖြစ်တဲ့ယွန်းယွန်းကအိမ်တောင်များပြုတော့မလားဆိုပြီးပြည်သက်တွေကတော့ထင်ကြေးပေးနေကြပြီဖြစ်ပါတယ်။စီတူဝင်းနဲ့နာမည်ထွက်ခဲ့ပေမဲ့လည်းအပြစ် စ်မဆိုသားပဲချစ်ပေးနေတဲ့ရုံရုံရဲ့လက်ရှိရည်စားနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှာဝေမျှခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်